မင်္ဂလာပါရှင် Victoria Fashion House ကနေကြိုဆိုပါရစေ။ကျွန်မကတော့ designer အောင်ခန်းဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးမှာတော့မနေ့ကပြီးသွားတဲ့ chiffon cashmere အတ်ထက်လေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါလေးကတော့မမတယောက်ရဲ့အတ်ထက်သူက၄စုံပေါ့နော်။အော်၅စုံအတ်တာတစ်စုံကယူသွားပြီးဒီ၄စုံလေးကြံနေတာပေါ့နော်။အဲဒီတစ်ခေါက်အတ်ထက်လေးတွေက plus size လေးတွေများတယ်။ 4XL လောက်ရှိရပါတော့နော်။ 4XL လောက်ရှိရဲ့ size ကလေးတွေ။ဒါလေးကတော့အနီရောင်လေးညိုလေးပေါ့နော်။ညိုရောင်လေး။ နီညူရောင်လေးဒီမမကတော့သူက no bra မဝတ်ချင်ဘူးเนาะယူးယူးလေးပဲဝတ်ချင်ပြောတဲ့အတွက်ယူးယူးလေးကိုပဲဒီဇိုင်းနည်းနည်းလေးပုံသက်သက်လေးဖြစ်အောင်ချုပ်ပေးထားပါတယ်ဒါလေးဆိုရင်တော့ဒီမှာ line လေးတွေပောက်ပေးထားတယ် line လေးပောက်ပေးထားပြီးတော့ဒီမှာ sequence လေးတွေထိုးပေးထားပါတယ်လှရောင်လို့ဒါလေးကတော့နီညူရောင်လေးပါနောက်တစ်ထည့်နောက်တစ်စုံကကြတော့နေပြပြလေးဒါလေးအရန်လာတယ်ဒီအစင်လေး ဒီအစင်လေးအရန်လာပါတယ်အရွက်ကလေးတွေနဲ့သမင်လေးတွေနဲ့ပါတဲ့အစင်လေးဒီကက်ရှမီးယားအစင်လေးอ่ะဒီပုံဒီဟာလေးကိုကြတော့ဒီလိုပုံစံလေးချုပ်ပြီးတာနောက်စစ်ကလေးနဲ့ပေါ့နော်စစ်ပြောက်လေးနဲ့ချုပ်ပြီးထားပါတယ်ရင်ဘက်ကလေးမှာဒီလိုထမိန်စလေးယူပြီးတော့ဒီနားလေးမှာပန်းချက်သီးလေးနဲ့ချုပ်ပြီးထားပါတယ်ရှင်ဒါလေးကတော့ပန်းစီအောင်လေးပါပန်းစီအောင်လေးပန်းစီအောင်လေး 480 size ဆိုတော့ size size ကလေးကကြီးရောဒီထမိန်စလေးကိုအင်းကြီးမှာယူဖို့အဆင်မပြေဘူးပေါ့နော်အင်းကြီးမှာယူဖို့အဆင်မပြေတဲ့အတွက်ကြောင့်ဒီလိုမျိုးလေး sequence လေးနေနဲ့အသားပေးပြီးတော့ချုပ်ပေးထားပါတယ်ဒါလေးဆိုရင်လည်းဒါနောက်ွယ်လေးပေါ့ပေါ့နော်နောက်ွယ် zip ပြောက်ကလေးနဲ့ဥမာဒီလိုမျိုး ရင်ပုံးပုံစံမျိုးလေးပေါ့နော်ရင်ပုံးပုံစံလေးဒီဖက်မှာကြတော့အဲထမေရထမေရပုံစံမျိုးလေးကို sequence လေးတွေထိုးပေးထားပါတယ်ဒီနားလေးမှာ crystal လေးနဲ့အဲ့လိုမျိုးလေးထိုးပေးထားပါတယ်ဒီတိုင်းဖြောင်ကြီးပလိန်ဖြောင်ကြီးဆိုမလှပဲနေမှာဆိုလို့ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးလုပ်ပေးထားပါတယ်ရှင်ဒါလေးကတော့အနက်ရောင်လေးပါအနက်ရောင်လေးပန်းပွင့်စင်လေးပါအစင်လေးကတော့ပန်းပွင့်စင်လေးဒါလေးကို ီပန်းပွင့်လေးတွေကိုပေါ့နော်ပန်းပွင့်လေးတွေကိုဖြတ်ပြီးတော့ဒီနားလေးလေးမှာပြန်ပြီးတော့ကတ်ပေးထားတယ်။ပြီးလို့ရှိရင်ဒီအလဲမှာကျတော့ line လေးပေါက်ပြီးတော့ဒီနားလေးမှာ sequence လေးထိုးပေးထားပါတယ်ရှင်။ဒါလေးကတော့အခုဒီချိန်မှာချိန်ထားရင်တော့ဟိုပါဘောเนาะပွားပွားတယ်လို့ဖြစ်နေမှာဒါပေမဲ့ခဏခုပေါ်ရောက်ရိုင်းเนาะသူ့နေရာလေးနဲ့သူ꽌တီလေးနဲ့အရန်လာတယ်ဒါလေးကဒီဒီချီပွန်အစင်လေးတွေလေဒါလေးကတော့အဲ့ဆိုလေးစုံပြီးရိုင်းเนาะဒါလေးကတော့နောက်မမတရားပဲအပ်ထည့်လေးပါဒါလေးကလည်းပန်းစီအောင်လေးပါ ဇာဇာဒီဇိုင်းအဆင့်လေးဒါလေးကတော့ဒီဟာလေးကိုကြတော့ဒီရှေ့မှာဟိုဟာလေးယူပေးထားပါတယ်ထမိန်စလေးယူပေးယူပေးထားတယ်ပြီးလို့ရှိရင်ဒီနားလေးမှာလုံးကုတ်လေးလုပ်ပေးထားတယ်ပြီးဒီကြားလေးထဲမှာ sequence လေးထိုးပေးထားပါတယ်ဒီဇိုင်းလေးကိုနည်းနည်းလေးပေါ့နော်အရင်ပုံစံလေးနဲ့မတူအောင်နည်းနည်းလေးထပ်ပြီးတော့နည်းနည်းလေးထပ်ထည့်ပေးထားပါပေါ့နော် ဒါမျိုးလေးပါဒါလေးဆိုရင်လည်းဝတ်လိုက်အရန်လာမှာပါအတော့နေပြပြလေးဒါလေးကတော့နောက်မမတရားပဲအပ်ထက်လေးပေါ့နော်ဒီမမကတော့သုံးစုံအပ်ထားပါဗါးဒါလေးကတော့နေပြပြလေးပါဒီနေပြပြလေးအရန်လာတယ်စိုးနေရပဲနေပြပြလေးကိုကြတော့ရင်ဖုံးလေးချုပ်ပြီးထားပါဗါးရှင်ပုံးလေးထမိန်စလေးယူပေးထားတယ်ဒီနားလေးမှာပြီဒီနားလေးကို sequence လေးထိုးပေးထားပါတယ်ရှင်လက်ဘေးကိုကြတော့ဒီလိုဒီဇိုင်းလေးပေါ့နော်ဒီဇိုင်းလေးအရန်လာတယ်ဒါလေးနောက်တစ်စုံနောက်တစ်စုံကကြတော့နီညိုရောင်လေး ညီညူရောင်လေးပါဒါလေးကကြတော့ဒီလိုအစင်လေးကဒီလိုလေးညီညူရောင်လေးအယောင်လေးအရန်လာပါတယ်ဒါလေးကိုကြတော့ဒီလိုမျိုးလေးပေါ့နော်အဲရှေ့လေးမှာဟိုဟိုဟာလေးနဲ့ကျိုးလေးနဲ့ပေါ့နော်ကျိုးလေးတွေကိုအထည့်ပြီးတော့အလှဆင်ပေးထားပါတယ်ဒီဖက်ဘင်းဒီနာကြတော့ sequence လေးတွေထိုးပေးထားပါတယ်။ဒါလေးကတော့ဝတ်လိုက်လို့ရှိရင်အသားလေးမှာကတ်သွားပြီးတော့ကြိုးလေးတွေပဲအဲမြင်နေရတဲ့ဒီဇိုင်းမျိုးပေါ့နော်။အဲ့လိုပုံစံမျိုးလေးထပ်မှာပါ။ဒါလေးကတော့ညီညွတ်ရောင်လေးပါ ဒါလေးကတော့အဖြူရောင်လေးပါဖြူရောင်လေးဖြူရောင်လေးအဖြူရောင်ရဲ့ဒီဇိုင်းလေးအရန်လာပါတယ်အဖြူပေါ်မှာခဲလေးနဲ့ဘီဘီပင့်လေးပေါ့နော်ဒါလေးကိုကြတော့ရင်ဖုံးလေးချုပ်ပေးထားပါတယ်ရင်ဖုံးလေးရင်ဖုံးလေးကိုအဲပွက်တက်ကလေးပေါ့နော်ပွက်တက်ကလေးဝတ်လို့ရအောင်အဲနည်းနည်းလေးမြများလေးထည့်ပေးထားတယ်ပန်းကျက်သီးလေးတွေပန်းကျက်သီးလေးနည်းနည်းမြများထည့်ပေးထားတယ်ပြီးရင်ပန်းကျက်သီးကြားလေးထဲမှာ sequence လေးထိုးပေးထားပါတယ် sequence လေးထိုးပေးထားတယ်မြင်ရအောင်ရမ်းလာတယ်ချစ်စရာလေး ခဲလေးနဲ့ baby pink လေးနဲ့ပေါ့နော် sequence လေးထိုးပေးထားတယ်ပန်းချက်တီးလို့ဖြူလေးလုပ်ပေးထားတယ်ဒါလေးကရင်ဖုံးလေးပါရင်ဖုံးလည်းပင်အတီလေးပေါ့နော်ဒါလေးပွဲတက်ကလေးဖို့လို့ရအောင်အဲ့လိုမျိုးလေးစီစဉ်ပေးထားပါတယ်အဲ့ဆိုရင်စုစုပေါင်းအဲအိုးစုံပေါ့ရှစ်စုံပေါ့နော်ရှစ်စုံ ဒါလေးကတော့မနေ့ကပြီးသွားတဲ့ထည့်လေးတွေပါကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အဲဒီဇိုင်းလေးတွေကိုစိုက်နေတတ်ကြမယ်လို့လည်းမျှော်လင့်ပါတယ်ဒါလေးကတော့ 4HL ဒီဇိုင်းလေးတွေဆိုတော့အဲဝတ်မဲ့သူနဲ့ live ဖတ်အောင်ပေါ့နော်အဲတတ်နိုင်ဆုံးလေးဒီဇိုင်းလေးတွေကိုအဲစီစဉ်ပေးထားဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်